Hello, guys. In this lesson, um, we are going to learn together lesson three an ideal place for a day trip. 你今天变多不多？对，电脑的，你也得酷，所以刚才呢，点赞嘛，皮白。 အဲ့တော့ first of all နေခိုင်းလို့ပဲ learning outcome ကတော့ဘာတွေရရှိလာမလဲဆိုတော့ prepositions of time location and direction အဲ့တော့ဥတီချက်တွေနေတိနေရာတွေအချိန်တွေရဲ့အချိန်ပြဝိပတ်တွေစသဖြင့်အဲ့ preposition တွေကိုသင်ကြားသိရှိသွားမှာဖြစ်ပါတယ်နောက်တစ်ခု prepositional phrases အဲ့တော့ဒီ prepositional နဲ့ပတ်သက်တဲ့စကားစုတွေကိုလည်းပဲသိသွားမှာပဲဖြစ်ပါတယ်နော်ဆိုတော့ first of all နေတဲ့ဒါတို့တို့ဒီနေ့ချင်းပြန်ခရီးဆိုတဲ့နေရာမှာဒါတို့တို့ဘယ်နေ့ချင်းပြန်ခရီးကိုထွက်ခွဲဘူးပါတယ် Penny aku tua ke buat le? Betul ni tua ke le? Hope very good. So let's get start. Number one, read the text and answer the questions given below. Number one question: Where is Loga National Park located? Loga amyota penjenga le Beniama dishi buat le? Ke Beniama shi dile? Betul no? Betul dile? Okay. Now number two, when was it established? Ada berapa tahun? ဒီလောကဥယင်ကစတင်ပြီးတော့တည်ထောင်ခဲ့တာလေဟုတ်တယ်နော် number 3 what animals can you see in the wildlife park ဥယင်မှာဆိုရင်တော့ဆရာဘလို့တရိษံမျိုးတွေတွေ့ရှိနိုင်သော်လည်းသွားပူးတဲ့လူတွေဟုတ်တယ်ဟုတ်တယ်နော် very good very good okay ဒီမှာဆိုရင်ဆရာကလောကဥယင်တွေဆရာတွေ့ရမှာဖြစ်ပါတယ်နော်အခါနဆရာဆရာစာပိုက်လေးတွေအရင်ဆုံး မဖတ်ပြခင်မဖတ်ပြခင်မှာဒါရိုသမီးတို့ကိုကကိုတငယ်ချင်းတွေကိုစိတ်ဝင်စားဖွယ်ကောင်းလာတဲ့ဒီလောကအမျိုးသားပန်းချံကြီးကိုဒါရိုသမီးတို့ဆရာအချိန်ပေးပါမယ်မတိတဲ့စကလုံးရှာဟာလာပြည့်ပြည့်စမြင်မြင်သားပြီးတော့တငယ်ချင်းနဲ့မေးမြန်းတိုင်ပင်ပြီးတော့ဖတ်ကြည့်ပါအောင်ဆရာအချိန်9မိနစ်ပေးပါမယ် Okay very good ဒါဆိုတော့ဆရာနဲ့တစ်ခေါက်အတူတကွဖတ်ကြည့်ကြရအောင်နော် Loga National Park ကလေ it's a fantastic place for city dwellers who want to explore nature nature and do outdoor activities အဲ့တော့ city dweller ဆိုတာကဆီတော့မြို့သူမြို့သားတွေပြောတော့နော်အဲ့တော့ဒီအပြင်ပအိမ်ပြင်ပမှာလှုပ်ရတဲ့လှုပ်ရှားမှုတွေလှုပ်ဖို့ရောနောက်တစ်ခုကျတော့ဒီတဘာဝတွေကိုလူစူးစမ်းလေ့လာခြင်းတဲ့လူတွေအဲမြို့သူမြို့သားတွေအတွက်ဆိုရင်တော့ဒါဆီတော့ကတကယ်ကိုပဲကမ်းမှုနဲ့နေရာတစ်ခုပဲဖြစ်ပါတယ်လေအဲ့တော့ it is located in Mingaladong township about an hours drive from downtown Yangon Yangon မြို့လေကနေမှာမောင်းမယ်ဆိုရင်ဆီတော့ကတနအီလောက်လေးပဲ So, ဆိုတော့မောင်းရမှာဖြစ်ပါတယ်เนาะသူကဘယ်နေရာမှာတည်ရှိတာလဲဆိုတော့မင်္ဂလာတုံမြို့နယ်မှာတည်ရှိပါတယ်လေเนาะ it was established on 30 not 30 december sorry september It was established on 30 September 1982 and opened to the public in 1989. Loga di amuda panjang soin all, tangguh ya syusen kune. Tongse September lah mah, sahing di tangke biru. Di tangguh ya mah pulen kebari, The park has an area of 1,540 acres, consisting of a wildlife park. Ah, uh, dorang dorisane bawane panjang soin bahai pelaut loga winga ega pound the town aya lazy around Jewona, no? A mini zoo, a mini zoo no? That is buffer zone, no? Jagan, zone the coolie, no? Aramo, ega pound no? You can see various types of mammals. Reptiles and birds in the wildlife park. It is an ideal place for a day trip. အဲ့တော့ဒီအဲ့ဒီပန်းချံဆိုတော့လောကအမျိုးသားပန်းချံမှာဆိုရင်ဘာတွေတွေ့ရနိုင်မလဲဆိုတော့ဆရာတို့ဒီတော်ရံတရိစ္ဆာန်တွေဖြစ်တဲ့ငဲငှက်တွေဟာလာနောက်ခုကျ reptiles လို့ခေါ်တဲ့ဒီတွားတွားတတ္တဝါတွေ အဲ့ဒါ mammals လို့ခေါ်တဲ့ဒီ note title ကအမျိုးအစားတွေအဲ့လိုမျိုးတရိစ္ဆာန်အမျိုးမျိုးလေးကိုဆရာတို့ light ကြည့်လို့ရတယ်နော်သူတို့ဘယ်လိုမျိုးစားသောင်းနေတယ်သူတို့ဘယ်လိုမျိုးကျင်လည်ကျဆတ်သွားလာနေလှုပ်ရှားနေတယ်လဲဆိုတာကိုဆရာတို့အကုန်လုံးလေ့လာလှုပ်ရှားသွားကြည့်လို့ရတယ်နော် and အချို့မလို့လဲတကယ်လို့ဒီနေ့ချင်းပြန်ခရီးသွားခြင်းနေဆိုရင်တော့ဒါကတကယ်ကိုတင့်တော်ကောင်းမွန်ညာနေရာတစ်ခုပဲဖြစ်ပါတယ်။ Okay အဲ့ဒါဆိုဆရာတို့ဒီစာပိုက်လေးဖတ်ပြီးတော့ light ဆိုကြည့်မယ်နော်။ Loga National Park is a fantastic place for city dwellers who want to explore nature. and do outdoor activities. It is located in Mingladong Township, about an hour's drive from downtown Yangon. It was established on 30 September 1982 and opened to the public in uh, 1989. The park has an area of 1,540 acres, consisting of a wildlife park a mini zoo, and a buffer zone. You can see various of types of mammals, reptiles, and birds in the wildlife park. It is an ideal place for a day trip. How be? 给大家听到啊，来拍几包呢？给阿孙老师讲。 အဲ့လောကဝိရနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဆရာတို့သိသွားပြီဆိုတော့အခု grammar ဖြစ်တဲ့အာခုနဆရာတို့ focus <laughs> ထားမဲ့ preposition တွေ prepositional phrases <laughs> တွေအကြောင်းကိုဆရာတို့တွားကြမယ်နော်ဒီမှာဆင် prepositions and prepositional phrases ဒီပဲဖြစ်တယ် example ပြောပြရတဲ့အဲ့ဆိုတော့ prepositions ကဘာဘာလဲဆိုတော့ a word that comes before a noun a, noun phrase or a pronoun နော် noun စားတွေ noun စကားစုတွေ noun and shows its relation to another part of the sentence. ဒီကြံနေတဲ့အနောက်တစ်ပိုင်းမှာရှိတဲ့စာကြောင်းတွေနဲ့ဆက်ဆက်မှုရှိပါတယ်ဆိုတဲ့အကြောင်းကိုသူကချိတ်ဆက်ပေးတဲ့စကားလုံးလေးတွေပဲဖြစ်တယ်။ We use preposition to show time, location or direction. So the preposition လို့ခေါ်တဲ့ we-back အားဆိုတော့ဆရာတို့အချိန်ပြ we-back ရှိမယ်၊နေရာပြ we-back တွေရှိမယ်၊ဥဒိယပြတဲ့ we-back တွေရှိမှာပေါ့နော်။အဲ့ဒီကောင်တွေကိုဖော်ပြဖို့အတွက်ဆရာတို့အသုံးပြုတာပဲဖြစ်ပါတယ်။ Now a preposition phrase consist of a preposition and its object. Prepositional phrase တိကကြတော့ဘာတွေလဲဆိုတော့က mm -hmm. preposition တွေပါမယ်နောက်တစ်ခုသူ့ရဲ့ object တွေပါဝင်မယ်ဥပမာ example ဒီဘက်မှာကြည့်မယ် number 1 I never go out alone at night ညပိုင်းမှာဆိုရင်သူကတရားတဲ့အပြင်မထွက်ဘူးဒီမှာဆို at night တုံးတာလေနော် number 2 come and sit beside me ဟာလာလားငါဘေးမှာလာထိုင် number 3 he fell down the stairs နော်လေကကနေမှပြုတ်ကျသွားတယ်နော် okay ဒါဆိုတော့ prepositions နဲ့ prepositional phrase တွေကဘလို့လဲဆိုတာသိသွားပြီเนาะ preposition ကတော့ noun တွေ pronoun တွေဒီ noun phrase တွေရဲ့အရှိမပဲလိုက်လေးရှိတဲ့စကားလုံးတွေဖြစ်တယ်အဲ့ဒီကောင်တွေအစင်ပိုင်းပေါ်ပြလေးရှိလဲဆိုတာအချိန်တွေနေရာတွေနောက်တစ်ခုဘယ်ကိုသွားမယ်စသဖြင့်ဥတီရာဥတီချက်တွေအားလုံးကိုပေါ်ပြပေးတဲ့စကားလုံးပဲဖြစ်တယ်လို့မျိုးအောက်က prepositional phrase တွေကကြတော့ဆိုရင်ဒီအာ preposition တွေရဲ့အနောက်မှာသူရဲ့ object တွေပါဝင်တဲ့အတွဲလိုက်ကိုဆိုတော့ prepositional phrase တွေခေါ်တယ်အဲ့ဒါဆိုတော့ဒီမှာရှိတဲ့ common preposition ဖြစ်တဲ့ အသုံးများတဲ့ preposition ဖြစ်တဲ့ verb တွေကိုလေ့လာကြရအောင် အရင်ဆုံး time အချိန် verb နဲ့ပတ်သက်တဲ့ဟာကြည့်ကြည့်မယ်နော် part of the day month season year century အတော့နေလာရသည်နှစ် century နေလာရသည်နှစ် century အရှိမဘာတော့မလဲဆိုတော့ in နေတုံးပြရမှာဖြစ်တယ်အဲနေ့တစ်ပိုင်းနေ့အရှိမဖြစ်တယ်နော်ဥပမာဆိုအာနေ့တစ်ပိုင်းဆိုတာမနေ့ပိုင်းညနေပိုင်း อ่าล่ะอีเงี้ยนี่เกมบ่ายสัตว์ตะหลุမျိုးဒါเนาะအဲ့လိုမျိုးနေ့တပိုင်းတပိုင်းနေပြောချင်တဲ့အရှိမာရောလာဒီရာဒီနေ့တဲအာဒီရာစုနေ့တဲ့အရှိမာဆိုဆိုရင်အင်သုံးပြရမယ်เนาะအဲ့တော့ဥပမာ for example ဒီမှာပြရတယ်အိုင်ဂိုအိုင်အော့ဖန်ဂိုဖော်အဝေါ့ကင်သမော်နင်ဒါဆိုအင်သမော်နင်အမနက်ပိုင်းလေးပဲ it's a part of the day right it's not the whole day so it's a part of the day ကို in သုံးမယ် no now the in i was born in april in 2007 now the mazano in April, lari shima le tong biawa le, nite shima le tu tong biawa le, no? Ajam lo, nila ami in nepo, sero tong me, no? Nila di ami di, nari kuja, nita wet year century di shima in tong ba, School open in the rainy season. Aro, jau ni aso no, moya di ma, puin ba dasen moya di ma be, pide, no? Dasen season pide. We are, so we're living in the 21st century, no? Aro ga 21st century ma, ဘယ်ဘာဖြစ်လဲဆိုတော့အသက်ရှင်နေထိုင်နေကြတာပဲဖြစ်ပါတယ်နော် 21st century နောက်တစ်ခုက clock time clock times are nine နော် nine ရှေ့မှာအသုံးပါ monday အာယုံညလဲပါမှတ်ထားမယ်နော် nine ရှေ့မှာဆိုဆိုတော့အသုံးပြရမယ် monday monday ရောအာယုံညနေရောအကုန်ပါတယ်နော်အဲ့တော့ဒီမှာဆိုတော့ the meeting will start at 9 am နော် am pm ကိုဆိုအစားတော့ကပြောပြခဲ့ပူပါတယ်နော်ရှေ့ သင်ခန်းစာတွေမှာ AM ကဆရာကနေ့လယ်ညနေခင်းဟိုးညနေည12နာရီကျော်10စက္ကန့်နေစပြီးတော့ဆရာနေ့လယ်ပိုင်း12နာရီအတိအထိကိုဆရာက AM သုံးပေးရမယ်။အဲအဲ12နာရီကျော်10စက္ကန့်ကျော်နေစပြီးတော့ညနေပိုင်း12နာရီအတိအထိကိုဆရာဆရာက PM သုံးပေးရမယ်။ AM PM ရေးတဲ့အခါမှာလည်းပဲအကြီးရေးမယ်ဆိုရင် AM နှစ်ခုစလုံးကိုအကြီးစလုံးရေး။သေးရေးချင်တယ်ဆိုရင်နှစ်ခုစလုံးအသေးရေးမယ်။တကယ်လို့ဒီမှာဂျာမာ dot ထည့်နေဆိုရင်နှစ်ခုစလုံးထည့်ပေးရမယ်။မထည့်ရင်တော့နှစ်ခုစလုံးမထည့်ရဘူးဖြစ်ပါတယ်။နော်။ဒါကြတော့သူရဲ့ရေးနည်းရေးစီမင်းစီကံနေဖြစ်တယ်။အဲဆိုရင်တော့ဆရာတို့ပြန်ပြောကြည့်ကြရအောင်။ ောင်နေတဝက်တွေနော်နေလာယာဒီနစ် century အရှိမအင်သုံးဒီနိုင်ရှိမအသုံးပါမွန်တဲအာယုံညလဲပါရပြီနော်အဲ့နောက်ခုရသွားပြီဆိုဆက်လက်ပြီးတော့ days times နော်နေရရှိမ on သုံးတော့လေနေရရှိမပါတော့မလဲ on သုံးတော့နော်ဥပမာဒီမှာဆက် i sleep I sometimes sleep late on Sundays. တနင်္ဂနွေနေ့ဒီမှာဆိုရင်တော့နော်သူကနောက်ကြပြီးမှအဲ့လေးရှိပါတယ်တခါတည်းရမှာနော်အဲ့တော့ဒီမှာ S ပါတယ်အပတ်တိုင်းအပတ်တိုင်းကိုပြောချင်တာနော် World Teachers Day and annual is annually held on 5th October နော်ကဘာဆရာများနေ့ကိုကြတော့တဲ့နှစ်စဉ် October 5ရက်နေ့မှာကျင်းပတာပဲဖြစ်ဒါဆိုတော့ times အချိန်တွေပေါ်ပြတာနော် on 5th October ရမလားဟဲ့ကဲနောက်ခုဆက်လက်ပြီးတော့ beginning time ending time စတင်တဲ့အချိန် from Dongba, Leba, no. တုံးပါထွက်ခွာရဲ့လေးပါเนาะစတင်တဲ့အချိန်ဆိုရင် from Dongba, Leba, from no. okay from နောက်ခုဟိုနေရာကိုပေါ်ပြဖို့တို့ဆိုတော့ဆရာက to ပေါ့เนาะ from to our ending time ကိုပေါ်ပြတဲ့စကားလုံးက to ဖြစ်တယ် the park is open from 9 am to 4 pm ဥပမာ for example i i go to မှာ for example ဆရာဘာပြောလို့ရလဲဆိုတော့ yesterday she went from yangon to mandalay မြန်ကောင်းနေမှာမန္တလေးကိုသွားခဲ့ပါတယ်။ဒါဆိုတော့ထွက်ခွာရအရက်ကိုဖော်ပြလိုက်တယ်ပါเนาะ။အမို့စတင်တဲ့အချိန် from သုံးပါထွက်ခွာရလဲပါနှစ်ချက်ဖြစ်တယ်เนาะ။အပေါ်ကနေပြန်ပြောကြည့်ကြရအောင်ဆရာတို့ နယ်လာယာဒီနစ်စင်ချူရီအရှိမအင်သုံးသည်အရှိမဆိုတာဆိုအရှိမသူတို့တွေအရှိမအင်သုံးရမှာနော်။နာယီရှိမအသုံးမမွန်တဲအာယုံညလေးပါ။နေတွေရှိမအွန်သုံးတော့နော်နေတွေရှိမအွန်သုံးတော့ပြီးသွားပြီနော်။နောက်တစ်ခုစာတင်တဲ့အချိန် from သုံးပါ၊ track wire လေးပါရမလိုက်နော်။နောက်တစ်ခု during of time နော်ကြာပြီးကြာကြောင်းပြောချင်ရင် for ကိုသုံးဖို့ပြင် နော်ရမလားအားရဆန္ဒမှာ A he has been ill for a few days နော်သူကရက်နေငယ်တော့ကြာအောင်သူကဖျားခဲ့ဒီမှာကြောက်အတွေ့မဟုတ်တော့ဆရာကကြာအောင်လို့ပါတာပြန်မယ်ဥပမာအနေနဲ့ဆိုရင်ဆရာက um I often have my breakfast for 15 minutes မနက်စာကို15မိနစ်ကြာအောင်က15မိနစ်ကြာအောင်စားရမို့15မိနစ်ကြာငါစားပါတယ်နော်စားလေးရှိပါတယ်နော်15မိနစ်လောက်ကြာလေးရှိတယ်ပြောချင်တာနော်ကြာတယ်လို့တွေပြရတယ်အဲ့တော့ point in time in time ဆိုတာကချို့အချိန်နီး point ဆိုတာအချိန်နီးပေါ်ပြတယ်ဆိုတာဒါနေ့ပြစတင်ဘယ်အချိန်ကလေးကလို့အချိန်ပြန်ပြောပြပေါ်ပြခြင်းတဲ့အချိန်မျိုးမှာဆို since စကလုံးသုံးပြရမယ် I haven't eaten anything since 8 a.m. ရှင်းနိုင်ကလေးကငါဘာမှမစားရသေးဘူးเนาะ no? sorry it just pointing we want when we want to say the exact time in the past that we haven't missed to do right we haven't missed to do ငါတို့ လုတ်ဖို့လွတ်မသွားမလွတ်လွတ်သွားခဲ့တဲ့အရာတွေပေါ့နော် we haven't missed to do ဆိုတာကလွတ်သွားခဲ့တဲ့အရာတွေမလုတ်ရတော့ဘယ်ချိန်ကတဲ့ကကတဲ့ကလို့ပြောချင်တဲ့အချက်မျိုးဆိုကြတော့ since တုံးပြရမှာဖြစ်တယ်ရပြီနော် other common preposition တခြားအသုံးများတဲ့ဒီဝိပတ်တိကတော့ဘာလဲဆိုတော့ after တို့ before တို့ by တို့ nearby over တို့နော်ဒါဆိုရင်ပြီးနောက်တို့မတိုင်ခင်တို့အရင်ကတို့ကျတလို့ပြန်လို့ပြန်လေးရနော်နောက်တစ်ခု by ကကျတော့ကဘာလို့ပြောလို့ရလဲဆိုတော့ဆရာတို့ကဟာလာဟိုနောက်ဆုံးထား၍တို့နော် နောက်ဆုံးထားပြီးတော့လို့အဲ့နောက်မကြစီဘဲလို့အဲ့လိုဘာသာပြန်လို့ရတယ် nearly အဲ့ဒါဒီမှာ zero zero ကလူနီပါ over ကြော်ပြီးတော့ဗောနော်ဒီမှာဆိုတော့ဆရာတို့ကခုန by ဆိုတဲ့နေရာမှာအားဖြစ်လို့လဲဘာသာပြန်လို့ရတယ်ဒီဘက်ဘေးမှာဆိုဥပမာပေးထားတယ် tusa gets up late and always arrive after us သူကအဲ့ဒါကိုနောက်ကြမှာထားပြီးတော့ငါတို့နောက်မှာငါတို့ရောက်ပြီးမှသူရောက်လာတယ်ဗောနော်နောက်ကြပြီးမှလည်းရောက်လာတယ်ဒါဆိုရင်တော့ after ကနောက်မှလို့လဲဘာသာပြန်လို့ရတယ်နော် I am usually in bed before or by 10 a.m. စေနိုင်နောက်ဆုံးထားပြီးတော့တနည်းပြစေနိုင်မတိုင်ခင်မှာငါအဲ့ရဝင်နေဒါဆိုတော့ by 90ပြောသလိုနေနောက်ဆုံးထားယူလို့လည်းပြောလို့ရပါတယ်နော် and he has been here nearly over 5 years သူကဒီမှာရှိလာဒီမှာနေလာတာ9နှစ်နေပါရှိလာပြီ9နှစ် over ဖြစ်လာပြီပေါ့နော်အားရဆိုရင်တော့ဒီကောင်းဒီကြပြားလေးပြန်လဲပြီးတော့ဆိုကြည့်ကြရအောင်နော်နေလာရတဲ့ 20th century အရှိမအင်သုံးသည့် နိုင်ရှိမှအတ်သုံးပါမွန်တဲအာယုံညလေးပါနေ့တွေရှိမှအွန်သုံးတော့စာတင်တဲ့အချင်း from သုံးပါထွက်ခွာအရဲလေးပါကြာပြီးကြာချောင်းပြောချင်းလျင် for ကိုသုံးဖို့ပြင်စာတင်တဲ့အချင်းတိတိကျကျပြောပြချင်းနေဆိုရင်တော့ဆရာတို့ဘာသုံးမလဲ since ကိုသုံးမှာပါပေါ့ တခြားဖြစ်တဲ့အတုံးများတဲ့ preposition ကိုတော့တအားတို့မျိုးချက်ထားရမှာဖြစ်ပါတယ်။ဒါဆိုတော့ဒီကောင်အောင်နဲ့ပတ်သက်တဲ့အာအဓိပ္ပာယ်လေးနားလည်သွားမယ် usage လေးတွေဘယ်လိုသုံးရမလဲဆိုတော့နားလည်သွားပြီးချင်တာပဲเนาะ။ဒါဆိုတော့ time preposition ပြီးသွားပါပြီ။ select ပြီးတော့ location preposition အကြောင်းအရသွားကြရအောင်เนาะ။ location နဲ့ပတ်သက်တာကျတော့ CEO ကဒီမှာဆို၃ခုရှိမယ်။ the first one ကတော့ဒါ vertical ။ဒုတိယကတော့ horizontal เนาะ horizontal relationship တွေနောက်တစ်ခုက phasing relationships တွေအကြောင်းဖြစ်တယ်เนาะ။အဲ the first one vertical relationships ကတော့ဆရာဒီမှာကြည့် A verb below, down, on, under, up. No, di kong di along wa sada ka bao po piya de a paw out the lu mo a paw out de po piya bi de vertical. No, down like po piya bi Số san nui mu di be piya ba For example, look at the sentence here. Uh, my friend has a mole just above or below her eye, her left eye. အဲ့တော့ကျွန်တော်ရဲ့တငယ်ချင်းอ่ะဆိုရင်တော့เนาะသူမရဲ့မျက်လုံးဘယ်ဘက်မျက်လုံးအောက်မှာတော့မဟုတ်ဟာလာအပေါ်မှာဗောနော်အပေါ်အောက်ပြောချင်တာ down line တော့ vertical ဖော်ပြချင်တာနားလေးမှာတဲ့ mole မဲ့လေးတစ်ခုရှိပါတယ်เนาะ and your key is on under the table main door ကစပွဲအပေါ်မှာတော့မဟုတ်အောက်မှာဒါဆိုရင် a vertical ပဲအပေါ်အောက်ဖော်ပြတယ် location preposition လို့ပြောလို့ရတယ်နောက်တစ်ခု the monastery is halfway down or up the hill တောင်ပေါ်တောင်အောက်တနည်းပြတော့ဒီမှာဆိုရင်ဘုံကြီးကျောင်းသွားဆိုရင်တော့တောင်ပေါ်တဝက်မှာရှိတယ်တောင်အောက်တဝက်မှာရှိတယ်တောင်ပေါ်တက်လိုက်မယ်ဆိုတဝက်မှာရှိတယ်မဟုတ်လဲတောင်အောက်ဆင်းလိုက်ရင်တဝက်မှာရှိတယ်ဒါဆိုအပေါ်အောက်ဖော်ပြပေးတဲ့ vertical proposition နဲ့ရသွားမယ်ထင်တယ်နော်နောက်တစ်ခု celebrate horizontal relationships ဆိုတာကအလျားလိုက်ဖော်ပြတဲ့စွန့်နမှုတွေပဲဖြစ်တယ်အဲ့တော့အလျားလိုက်ဖော်ပြတဲ့ဟာတွေကတော့ဒါဆိုတော့ at between တို့ by တို့ next and next to တို့ဘောနော်အကောင်လုံးကတော့ဆိုတော့က and at ဆိုတာကမှာ between ကတော့ဆိုတော့က ဂျာမာတို့ဘိုင်းတို့နော် next in next next တို့ကတော့ Beijing ကလေးရတီပေါ့ကျွန်တော်ဘေးမာတို့နော်အဲ့ဒါလို့ဖော်ပြတဲ့ခါမျိုးမှာစတို့ကအလျားလိုက်ဖော်ပြတဲ့ခါမှာဒီကောင်းလေးတုံးတယ် for example he live at number 10 bow he lives at number 10 boga road b b အာဘောကလန်တဆေမှာနေထိုင်ပါတယ်ဆိုတော့ဒါ at သုံးထားတယ်ဖြစ်တယ်เนาะဘေးပညာဖော်ပြချင်တာ she sat down between nunu and lulu lulu နဲ့ nunu ကြားမှာသူကထိုင်ချလိုက်တယ် ဒါဆိုတော့ဒါဘေးချင်းဘေးရ horizontal relationship ကိုဖော်ပြလာဖြစ်တယ်။ He was standing behind the door. တကားဒီမှာကျဆရဒီမှာကျဘေးမှာလို့ပါတာပြမယ်။တကားဘေးမှာတကားနားမှာသူရက်နေပါတယ်။နော်။နောက်တစ်ခု facing relationships ဆိုရရင်ဆိုင်ရမယ်။ရင်ဆိုင်ဖြတ်ကျော်ကျော်လွှားရမယ်ဒီဆက်နွယ်မှုတွေဖြစ်တယ်။ပတ်သက်တဲ့စကားလုံးတွေလည်းတော့ across to before behind in front of to နောက်တစ်ခုကျ opposite ဒီကောင်ဒီအားလုံးကဆိုရင်တော့ဒါကဆိုတော့ facing relationship ဖြစ်တယ်နော်အဲ့တော့ကြည့်ကြည့်မယ် the hospital is across the road နော် hospital ဆိုတော့ land တစ်ဖက်ကမ်းမှာရှိပါတယ်ဒါဆိုတော့ facing မျက်နှာချင်းဆိုင်တွေ့နေရတဲ့ပုံစံမျိုးပေါ့နော်နောက်တစ်ခု the bus stop ကမ်းမတိုင်ကဆိုတော့ just before the house ငါတို့အိမ်ရှိနားလေးမှာပဲဒါဆိုတော့ facing ဖြစ်နေနော်ရင်ဆိုင်နေရတယ်တနည်းဖြင့်အာမျက်နှာချင်းဆိုင်ဖြစ်နေနော်မျက်နှာချင်းဆိုင်ဖြစ်နေတဲ့အရက်မူရာကိုဖော်ပြတဲ့အခါမျိုးမှာတုံးနေ my brother's room is opposite mine ကျွန်တော်ရဲ့အကူခံကတော့ငါရဲ့စန့်ကျင်ဘက်ဆိုတာဟာတနည်းဖြစ်တာဆက်ခန်းရှိမှာပေါ့နော်ဒါဆိုရင်တော့ phasing နဲ့ပတ်သက်တာတွေရောဒီဘက်အပေါ်က horizontal နဲ့ပတ်သက်တဲ့ဟာတွေအားလုံးကိုနားလေသွားမယ်လို့မျှော်လင့်ပါတယ်နော်ဒါမဲ့တရုတ်သမီးတို့ကဒီအလယ်မှာရှိတဲ့စကလုံးတော့အလွတ်ချက်ထားဖို့တော့လိုအပ်တယ်နော်အောက်က direction နဲ့ပေါ်ပြတာသွားမယ် direction ကတော့ sir နှစ်ချက်ပဲ movement in one direction နဲ့ passing movement နော်ဒီရွေးလျား ဥတီယာတစ်ခုတည်းကိုပဲထားပြီးတော့ရွေလျားမှုနေနောက်တစ်ခုကျတော့ဆိုတော့အဲရွေလျားမှုကိုဖြတ်ကနေဖြတ်ကနေရွေလျားမှုရေဆိုတော့နှစ်ချက်ပဲဒါကတော့ဥတီချက်ဖော်ပြတာပဲเนาะအဲ့တော့ဒီမှာဆိုရင်အဲ့ကြောင်လေးဆိုတော့ဆရာတို့ဘလို့ preposition တွေသုံးမလဲဆိုတော့ along to around from into to across down past through up စာရပြီးအဲ့ကြောင်လေးကိုအသုံးပြုပြီးတော့ဆရာတို့ direction ကိုဖော်ပြတာပဲဖြစ်ပါတယ် the river flows from north to south မြင်းရဲ့ဟာဆိုရင်တော့မြောက်မတောင်သို့စီးဆင်းပါတယ် we took a walk along the beach de lan ကန်ဂျီတရှောင်းငါတို့လမ်းလျှောက်ထွက်ခဲ့တယ်အဲဒီလမ်းလျှောက်ခဲ့တယ် the baby ran across the street အာကလီယာဆိုတော့လမ်းကိုဖြတ်လျှောက်လမ်းကိုဖြတ်ပြေးနေပါလေပေါ့နော် he walked past me without noticing noticing me three. ခရီးသတိမပြုမိပဲနဲ့ဟာငါ့ကိုသတိမပြုမိပဲနဲ့ငါရှိငါ့ကိုဖျက်လျှောက်သွားတယ်ဗောနော်ဟာလာဟိုဥပမာခါတိမှာဆရာတို့ရှိတယ်လေဟာကိုတင်ငယ်ချင်းလို့ဟိုတော့မတိပဲနဲ့ဆရာတို့ကဒီလိုတိုင်းလျှောက်လိုက်တယ်ဘေးချင်းကလေးသွားပြီးတော့ဖျက်လျှောက်မိသွားတဲ့အခါမျိုးမှာသတိမထားမိပဲနဲ့သူမမ်းမတိတဲ့အခါမျိုးမှာရှိခဲ့တယ်လေနော်โอเคအဲ့ဒါဆိုရင်တော့ဒီကောင်ဆိုဆရာတို့အခုပြီးသွားပြီဒီလက်လေးလာခဲ့ရတဲ့ဇာတ်ရည်အရဆိုရင်ဆရာတို့ဘာနဲ့ပတ်သက်တာလဲဆိုတော့ preposition နဲ့ပတ်သက်တာဖြစ်တယ် time preposition ရဲ့ location preposition ရဲ့ direction preposition တွေပဲဖြစ်ပါတယ်ရမလား Also, number three, underline the prepositional phrase. No, balokaina prepositional phrase, they go underline lokaina. In the text in exercise one, Siaro palage de no loga uyen sabai ma shi de prepositional phrase de go libra mien da biba. Getaro miro lo lochibao. Okay, bidwa bisra. Celebrate number four. Underline the prepositional phrases right, time, location, or direction against each sentence. The first one is done for you. ဒီခေါက်ကလေးပဲဆရာကအောက်ပါပေးထားတဲ့ prepositional phrase တွေကိုမြင်တာပြီးပြီဆိုတော့သူကဗားတဲ့ time လား location လား direction လားဆိုတာကိုဘေးမှာရေးပေးရမယ်။ the first one ka the park is open from 8am to 4pm that's not the mazin to to lo myin da lai ya be da san be ma tu phie pya ha la de ku ka ro sero ka time a chain ni phaw pya da be phit de now channel 2 3 4 5 6 ka ro a yan lwe ba de ta ro jimi no ku ka ne ku train lou chi ba au chu sa pi ro phit chi me Okay, so let's move on to the next one, number five. Complete the sentences with the prepositions given below. အဲ့တော့ဒီအောက်မှာဆိုရင်ပေးဟာတာကဘာတွေလဲဆိုတော့ preposition တွေပဲဖြစ်တယ်နော်ဒီကောင်းနေအားလုံးက along the around the at in on up ဒီကောင်းနေကိုဆရာတို့ဒီအောက်မှာပေးဟာတဲ့ကွက်လက်တွေမှာလာပြီးတော့ဖြည့်ပေးရမှာဖြစ်တယ်အဲ့တော့ဒါကိုကြတော့ဆရာအရင်ဆုံးတအားတော်တမျိုးအရင်ဆုံးစူးစမ်းကြည့်ဖို့ဆရာ5 minutes ပေးပါမယ်ကိုတငယ်ချင်းတွေကိုတိုင်ပင်ပြီးတော့ဖြည့်ဆို့ကြည့်ပါအောင် Okay, very good. Alright, so let's check out the answers. You got the answers. Yeah, mengan ရမလားအဖေကဝါဆိုဒါမန်ကန်မယ်လို့ထင်တာရဲ့ဒါတော့သူမျိုးတော့အဖေနော် Okay, number six, circle the correct prepositions. Mengan de preposition go wine be ba, right? no? That's when also, uh, ရှင်းပြပါမယ်အရင်ဆုံးအတိတ်ပဲလေးလေးဆရာကဲအရင်ဆုံးတာရတ်မျိုးတို့ဒီစာပိုက်လေးတွေကိုကိုယ်တင်ငယ်ချင်းနဲ့ပူပေါင်းဆွေးနွေးပြီးတော့ဘေဟာကအဖြစ်မှန်ဖြစ်တဲ့တလဲဆိုတာလေးကိုတာရတ်မျိုးတို့ဖြေကြည့်ပါအောင်အရင်ဆုံးဟုတ်ပြီအဲ့ဒါဆိုတော့ဆရာတို့အဖြစ်ရအဖြစ်မှန်ရသွားပြီလို့ဆရာထင်တယ်အဲ့ဒါဆိုရင်တော့ဆရာနဲ့တစ်ခေါက်လောက်ဆရာတို့ဖတ်ကြည့်ကြရအောင်နော်ဒီမှာအဖြစ်မှန်ရသွားပြီ last weekend ပြီးခဲ့တဲ့အဒီစနေနေ့ပိတ်ရတဲ့ုံကလေ our family went to loga national park for a day trip နေချင်းပြန်ခရီးအနေနဲ့ငါတို့ဒီဟလာလောကအမျိုးသားပန်းချံကိုသွားခဲ့ပါတယ်လေငါတို့မိသားစုက we arrive there at 8 o'clock နော်နိုင်ရှိမှအသုံးပါမွန်းတိုင်းအာယုံညလေးပါဖြစ်တဲ့ခါကျတော့ဆရာကအသုံးပေးတာနော်၈နာရီမှငါတို့အဲ့ဒီကိုရောက်ရှိခဲ့တယ် we paid admission fees at the ticket office နော်အဲ့ဒီလက်မှတ်ရုံးမှာငါတို့ဝင်ကြေးကိုပေးခဲ့ပြီးတော့ and enter the park ပန်းချံကိုဝင်ခဲ့တယ် first အရင်ဆုံး we went around the, the park ပန်းချံကတော့အရင်ဆုံးပတ်ကြည့်ခဲ့တယ်။ It was an exciting experiment experience တကယ်ကိုပဲဆေးလုံးရှာဖွေကောင်းတဲ့အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်။ We saw deer, monkeys, birds, elephants, crocodiles, hippopotamuses, etc. အဲ့တော့အဲ့ဒီမှာခုနပြောလို့ဒီပန်းချံလိုက်ပတ်ကြည့်ရှုတဲ့နေရာမှာသူတို့ဘာတွေတွေ့ခဲ့လဲဆိုတော့သမင်တွေဟာလာဒီမြောက်တွေငှက်တွေအဲဆင်းတွေ အဲမိချောင်းတွေနောက်တစ်ခုကျဒီရေမြင့်တွေစသဖြင့်ဒီအဲတရိစံတွေကိုတွေးခေရတယ်လေနော် in their natural habitus သူတို့ရဲ့တဘာဝနေထိုင်ရာဒီနေရာတွေမှာဆိုတော့သူတို့ခုနတရိစံတွေကိုသူတို့စိတ်ဝင်စားစွာနေကို ကြီးခေရပြီးတော့မြင်ခေရပါတယ်လေနော် then we went on a boat trip and a boat ride ငါတို့လေစီးခဲ့ပြီးတော့ along the lake now can the shout easy was a lazy gay after that at a piano by maro we had a delicious lunch at a restaurant uh saro san takuma ngaro yada shi de nile sa phin ne tired but happy pin man la da na we went uh we went home and late afternoon နေ့လယ်ပိုင်းကြော်ကြော်လောက်နေမှာငါတို့အိမ်ကိုပြန်ခဲ့ပြီးတော့ it was a wonderful trip တကယ်ကိုပဲပျော်ရွှင်စရာကောင်းခဲ့တဲ့ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်နော်အားသာဆိုရင်တော့ zero number 7လောက်ကြရအောင် write 10 sentences using prepositions of time location and direction ဒီတစ်ခါသားရသမီးတို့ကကိုဖာတာကို time preposition နဲ့ပတ်သက်တာရဲ့ location ရဲ့ direction နဲ့ပတ်သက်တဲ့ preposition ပါဝင်တဲ့စာကြောင်းစာကြောင်းကိုကိုကနေကိုဖန်တီးပြီးတော့ကြည့်တွင်ရေးရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ဆိုအရန်လွယ်ပါတယ် မဆို I get up from bed at 8 o'clock in the morning ဒါပဲเนาะနောက်တစ်ခုကြာဆိုင်ဒီ location တော့ direction တော့ပတ်သက်တာဆိုရင်လည်းအားလုံးပြည့်ရေးပြီးတော့ဒါတို့မျိုးစေချောင်းပြည့်ရင်ရပါပြီ။စ조사ပြီးတော့အကောင်းဆုံးရေးနိုင်မယ်ဆိုတာကြာယုံကြည်ပါတယ်။ Okay so do you remember what did we learn today? of course, about an ideal place for a day trip, right? 你这边可以对搞 grammar grammar 的增加起来，是吧？prepositions 呢不得打的，喏，prepositional phrase 的呢不得打的增加起来。啊，罗，阿里个表里的嘞，打罗咪罗卡啊，亚多里面来收比罗啊，的哪里多里面说是要用几把嘞？Thank you so much for your attention, and see you at the next lesson.